ဒုဒန်စာစင်မှာထုတ်ဝေတဲ့စုပေါင်းတိစောက်ခြင်းမှာပေါ်ထွန်းသည့်လောကီအရှိတရားဤစာအုပ်ကိုဆရာဆန်းစာစာမေကရေးပြီးဆံမပြိုကတိဖြတ်ထားတာဖြစ်ပါတယ်ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရင်ဆံနဲ့ဆံမတို့နဲ့တကွာတဘူဒန်စာစင်မှာတာဝန်ရှိသူများအလုံးကိုခွင့်တောင်းလိုက်ပါတယ်ရှင် အပိုင်းဆက်နှင့်နောက်ဆုံးအပိုင်းဘာသာရေးပေရင်နဲ့ဖွာရလွှမ်းသည့်ယဉ်ကျေးမှု ဗုဒ္ဓဘာသာဟာမြန်မာလူအဖွဲ့အစည်းမှာအဓိကကျတဲ့အခန်းကဏ္ဍကနေပြီးပါဝင်နေပါဗျ။လူ့ရည်အများစုရဲ့ယုံကြည်မှုဖြစ်တာကြောင့်နိုင်ငံရေးလူမှုရေးယဉ်ကျေးမှုနဲ့စီးပွားရေးအပေါ်တက်ရောက်မှုကြီးမားပါတယ်။နိုင်ငံရေးမှာကောင်းဆောင်တွေကဗုဒ္ဓဘာသာနဲ့ဆက်ဆက်ပြီးတရားဝင်မှုကိုတည်ဆောက်လို့ရှိပါတယ်။ဥပဒေပြုရေးအပေါ်မှာလည်းလွှမ်းမိုးမှုရှိပြီးဥပမာအနေနဲ့အရက်သေးစားနဲ့လိင်ပိုင်းဆိုင်ရာကိစ္စတွေနဲ့ပတ်သက်တဲ့ဥပဒေတွေမှာဗုဒ္ဓဘာသာရဲ့လွှမ်းမိုးမှုကိုတွေ့နိုင်ပါတယ်။သို့တော့ ဗုဒ္ဓဘာသာပြန်မှုမှုကြောင့်လူနည်းစုဘာသာဝင်တွေပေါ်ခွဲခြားဆက်ဆံမှုတွေလည်းဖြစ်ပွားနေပါတယ်အထူးသဖြင့်ရိုဟင်ဂျာရေးမှာဗုဒ္ဓဘာသာကိုတုံးချပြီးမျိုးသားရေးဝါဒဆွံ့ရမှုတွေပေါ်ပေါက်လာတာကို တွေ့ရပါတယ်ဒါဟာမြန်မာဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ငြိမ်းချမ်းရေးဖြစ်စဉ်တွေကိုဟန့်တာဖြစ်စေတာတွေ့ခဲ့ရပါတယ်ဗီရင်ယုံကြည်မှုဟာလည်းမြန်မာနိုင်ငံရေးမှာတည်တာထင်ရှားတဲ့ပြန်မှုမှုကြီးမားစွာရှိနေပါတယ်ခေါင်းဆောင်တွေရဲ့ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးရုံတမကပြည်သူတွေရဲ့နိုင်ငံရေးအမြင်တွေကိုပါပုံဖော်ပေးနေပါတယ်။ရွေးကောက်ပွဲကာလတွေမှာကိန်းဂဏန်းတွေနဲ့ဘေးရင်ဟိုရင်းတွေကလူလူရဲ့မဲပေးမှုပေါ်တရားမှုတွေရှိနိုင်ပါတယ်။သိပ္ပံနေကြဆုံးဖြတ်ချက်ချမှုထက်အယူသီးမှုတွေကိုအားပေးတယ်လို့ဖြစ်နေပါတယ်။စီးပွားရေးမှာလည်းလုပ်ငန်းရှင်တွေကအရေးကြီးဆုံးဖြတ်ချက်တွေမှာဖေးရင်ကိုအသုံးပြုကြပါတယ်။စနေတကြစီးပွားရေးဆုံးဖြတ်ချက်တွေချမှတ်နိုင်မှုကိုအားနည်းစေပြီးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုထိခိုက်စေနိုင်ပါတယ်။ဒါပေမဲ့လည်း အောင်မြင်ရင်ဗေဒင်ချောင်းလို့ယူဆကြပါတယ်။သူရဲကောင်းဆက်ချောင်းတွေဟာမျိုးသားရေးစိတ်ဓာတ်နဲ့ချုပ်ချံအာဏာထိန်းသိမ်းရေးလိုအတွေးခေါ်တွေကိုထောက်ပံ့ပေးပါတယ်။ဒါဟာတစ်ဖက်မှာမျိုးသားရေးစိတ်ဓာတ်ကိုမြင့်တင်ပေးပေမယ့်နောက်တစ်ဖက်မှာတိုင်းသားလူမျိုးစုတွေကြားဒါဟာဇာတာမဖြစ်မှုတွေကိုဖြစ်ပွားစေနိုင်ပါတယ်။အများအားဖြင့်ဗမာလူမျိုးကြီးဝါဒကိုအားပေးတယ်လို့ဖြစ်နေတဲ့ဆက်ချောင်းတွေက Federal Democracy တိဆောက်ရေးကိုအဟန့်တာဖြစ်စေပါတယ်။ဖော်ဝါရဟာ အာဒီနေရာမှာဖူဝါဒဆိုတာပေထရီယာကီကိုပြောတာဖြစ်ပါတယ်အဖကဲသူအုပ်စုတဲ့ဝါဒပေါ့နော်ကြီးဆိုလွမ်းမိုးချက်လဲလို့တော့ဝါဒလို့ပြောရင်ပိုကောင်းမယ်လို့ထင်ပါတယ်ဖူဝါဒဆိုတော့ဟိုအမျိုးသားရင်းနဲ့ပဲတတ်ဆိုင်တယ်လို့မျိုးဖြစ်နေလို့မလို့ဖူဝါဒလို့ဆိုပေမဲ့လဲပေါ့နော်လွမ်းမိုးချက်လဲကြီးစုလို့ရဲ့ဝါဒဖြစ်တဲ့တွေ့ကြောင်အမျိုးသမီးတွေမှာလဲရှိနေနိုင်တယ်ဆိုတာကိုတတိချက်စီခြင်းပါတယ်ဤကစကားချက်ပါ အဲ့တော့ဖွေဝါဒဟာမြန်မာနိုင်ငံရေးစီးပွားရေးနဲ့လူမှုရေးမှာနှက်ဆိုင်စွာအမြင့်တွဲနေပါတယ်နိုင်ငံရေးပါမျိုးသမီးခေါင်းဆောင်တွေနဲ့ပါပြီးလွှတ်တော်နဲ့အစိုးရအဖွဲ့မှာမျိုးသမီးကိုယ်စားလှယ်အရေးတွဲနေပါနေပါတယ်ဒါဟာမြန်မာနိုင်ငံရဲ့ဆုံးဖြတ်ချက်ချမှတ်တဲ့နေရာတွေမှာအမျိုးသမီးတွေရဲ့အတန်းနဲ့ရှုထောင့်တွေလိုအပ်နေတာကိုပြသနေပါတယ်ထောင်ဆန်းစုကြည်ဟာဥဆောင်သူဖြစ်နေပေမဲ့မြန်မာနိုင်ငံရေးမှာအမျိုးသမီးများစုအတွက်တော့ဖွေဝါဒကိုရင်ဆိုင်နေရသေးပါပဲစီဝါရေးမှာလည်းအမျိုးသမီးတွေဟာအလောက်ကန်ခွင့်လန်း ထိုက်တဲ့လောက်ခါလာစားနဲ့ယာတုတုံးမြည်ရီတွေမှာခွဲခြားဆက်ဆံခံနေရတာတွေရှိပါတယ်ဒါဟာစီးပွားဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပြီးလူဆွမ်းအားရင်းမြစ်တွေကိုအပြည့်အဝအသုံးမချနိုင်တဲ့အခြေအနေကိုဖြစ်ပေါ်စေပါတယ်ဘာသာရေးဘေးတွင်သူရဲကောင်းဆက်ကြောင်းနဲ့ဖိုးပါရတွေကမြန်မာလူ့အဖွဲ့အစည်းရဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးတွေပေါ်နှက်ဆိုင်နဲ့တည်ရောက်မှုတွေရှိနေပါတယ်ဒီယူဆတွေကိုပြုပြင်ပြောင်းလဲဖို့ဆိုတာ ရိုးရာရင်ကျင်းမှုနဲ့ဒလိထုံတန်းတွေနဲ့ဆက်ဆံနေတာကြောင့်စိန်ခေါ်မှုတွေရှိနေပါတယ်ဒါပေမဲ့ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ဒီမိုကရေစီဝါဒအခြေပြု နိုင်ငံတစ်ခုတည်ဆောက်ဖို့ဆိုရင်ဒီယူဆတွေကိုပြန်လည်သုံးသပ်ပြီးပြုပြင်ပြောင်းလဲသွားဖို့လိုအပ်ပါတယ်ဒီလိုပြုပြင်ပြောင်းလဲတဲ့အခါအစွန်းရောက်မှုတွေကိုရှောင်ရှားပြီးဟန်ချက်ညီညီချင်းကပ်ဖို့လိုအပ်ပါတယ်ပညာအပေါ်အမြင်မြမပညာရေးစနစ်ဟာအာနာရှင်စနစ်ရဲ့အကျိုးဆက်တွေကြံရှိနေစေဖြစ်တာဟာတိတာထင်ရှားတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်အထူးသဖြင့် တမိုင်းချောင်းတင်ကြမှုမှာဒါကိုတွေ့ရပါတယ်။ဇူရကချမှတ်ထားတဲ့တမိုင်းကိုပဲတင်ကြရတာကကျောင်းသားတွေကိုဝေဖန်ပိုင်းခြားစဉ်းစားတတ်တဲ့အတွေ့အခေါ်တွေမရသေးပါဘူး။ဒါဟာနိုင်ငံရေးအရရေးပါတဲ့ကိစ္စဖြစ်ပါတယ်။ဒီလိုတင်ကြမှုကလူငယ်တွေရဲ့နိုင်ငံရေးအသိဉာဏ်ကိုကန့်တတ်နေပါတယ်။ဇိုးရကိုမိကွန်းထုတ်ဖို့တွန့်ဆုတ်စီပါတယ်။မျိုးသားရေးဝါဒကိုလွန်ကဲစွာအားပေးနေတယ်လို့ဖြစ်နေပါတယ်။ဒါကြောင့်ပညာရေးကိုနိုင်ငံရေးကနေတီးခြားခွဲထုတ်ပြီး လွတ်လပ်တဲ့ပညာရေးစနစ်တစ်ခုဖြစ်လာဖို့လိုအပ်နေပါတယ်။ဒါမှသာစစ်မှန်တဲ့ဒီမိုကရေစီစနစ်တည်ဆောက်ရမှာအထောက်အကူပြုမှာဖြစ်ပါတယ်။မြန်မာပညာရေးစနစ်ဟာအလွန်အမင်းဗဟိုချုပ်ကံမှုများပြားနေပါတယ်။ဒါကနိုင်ငံရေးရရေးပါတဲ့ကိစ္စရဖြစ်ပါတယ်။ပြည်ထနာတွေကဒေတာလိုက်လိုအပ်ချက်တွေကိုထက်သွင်းစဉ်းစားဖို့ခက်ခဲစေပါတယ်။တိုင်းသားဒေတာတွေမှာကိုယ်ပိုင်ပညာရေးစနစ်တိစောက်ခွင့်ကိုကန့်သတ်နေပါတယ်။ပညာရေးမှာပြုပြင်ပြောင်းလဲမှုတွေလှုပ်ဆောင်ဖို့နှေးကွေးသွားစေပါတယ်။ ဖက်ဒရယ်ပညာရေးဖြစ်လာရင်တော့ဘိုးချုပ်ကံမှုကပုံစံပြောင်းပြီးနေပါတော့မှာပါတကယ်ကမြမတိုင်းဝိုင်းဟာပညာရဲ့တန်ဖိုးကိုအလွန်တရာပြောပါတယ်ဒါပေမဲ့အပြောင်းလဲလုပ်ဖို့လိုတဲ့ပညာမျိုးတွေရှိရင်ဆွဲကိုထိမ့်သိမ်းထားတာမျိုးကိုပိုအာရုံရတတ်ပါတယ်နောက်ပြီးပညာတတ်မှအလောက်ကောင်းမယ်စီးပွားရှာလို့ရမယ်ဆိုတာမျိုးလည်းပြောတတ်ကြပါတယ်မြမစကားမှာဇာကိုကပြန်အာကောင်းလှန်စုလို့ပြောပါတယ်ဒါကဇာကိုလေးစားဖို့တုံသင်တာကောင်းပေမဲ့အမှန်မှပြန်စိန်ခေါ်ထောက်ပြတာမျိုးမလုပ်ရအောင် ညွန်းတာကမကောင်းပါဘူးဒါပြင်အာကုံရမှာအာကလူလိုမြင်ပါတယ်ဒါကြောင့်အလွတ်ကျက်တာကိုလည်းအားပေးပါတယ်စွမ်းရည်တိုးတက်မှုဘိုင်းကိုတိုင်းတာရမှာလည်းအလွန်အားနေပါတယ်ပညာဟာဘာလဲဆိုတဲ့အမြင်ဟာလည်းလူမှုရေးအရာတိစောက်ဖွင့်ဆိုတာပါလောကုတ္တရာလောကီစသဖြင့်ခွဲသလိုကျောင်းစာချက်နေတာကိုလည်းပညာလို့ဆိုကြပါတယ်ဒါပေမဲ့ဒီဘက်ကမှာတော့ အတွေ့အကြုံလူမှုရေးနိုင်ငံရေးဥပဒေသင်ချာနဲ့အခြားအသုံးချစွမ်းရည်တွေကမရှိမဖြစ်အရေးကြီးလိုအပ်ပါတယ်။ပညာဆိုတဲ့အမြင်ကိုလူအတိုင်းဝိုင်းထဲမှာအပြောင်းအလဲပြုလုပ်နိုင်ရင်တည်ဆောက်မှုနဲ့အပြောင်းအလဲမှာအများကြီးရှေ့ရောက်စေပါလိမ့်မယ်။မြန်မာလူမှုအပြောင်းအလဲနဲ့လူမှုရေးရတည်ဆောက်မှုအမြင်မြန်မာနိုင်ငံဟာအရေးပါတဲ့အချိုးအကွေးတစ်ခုကိုရောက်နေပါတယ်။မြန်မာဟာရှေ့ကျနေတဲ့လူမျိုးရေးတင်မာမှုတွေနဲ့လူအခွင့်အရေးချိုးဖောက်မှုတွေထိစိန်ခေါ်မှုတွေမျိုးမျိုးကိုရင်ဆိုင်နေရတဲ့ခြားက 2021ခုနှစ်မှာစစ်တပ်ကအာဏာထပ်သိမ်းခဲ့ပြန်တယ်။တာမန်အရှင်းလုံစဉ်းစားချက်ကမြန်မာနိုင်ငံမှာရှိတဲ့ပြဿနာအကုန်ဟာစစ်တပ်ကြောင့်လို့ပြောပါရတယ်။ဒါပေမဲ့ဒီအဖြစ်ဟာရှင်းစွဲလို့မှုတိစားမှုအလုံးကိုခြံခဲ့တယ်လို့ရဝိတုအခြေအနေတွေကိုလည်းထည့်မစင်စားပဲထားခဲ့ရအောင်နေပါတယ်။မြန်မာနိုင်ငံမှာလူမှုပြောင်းလဲမှုဖြစ်ပေါ်ဖို့ဆိုရင်ဗတ်စုံချင်းကမ်းမှုတစ်ခုလိုအပ်ပါတယ်။လက်ရှိပြဿနာတွေကိုပဲဖြေရှင်းတာမဟုတ်ဘဲတပြိုင်တည်းမှာလူမှုယုံကြည်ချက်တွေ၊စံနှုန်းတွေ၊စက်စံရေးတွေကိုပါပြုတ်ပြင်ပြောင်းလဲဖို့လိုအပ်ပါတယ်။ လူမှုရေးမှာစုစည်းတည်ဆောက်ခြင်းအမြင်ဟာမြန်မာနိုင်ငံမှာလူမှုပြောင်းလဲမှုတွေဖြစ်လာအောင်တွန်းအားပေးနိုင်မဲ့အလားအလာကောင်းတဲ့မူပေါင်းတစ်ခုဖြစ်ပါတယ်ဒီသီအိုရီကလူမှုအမှန်တရားတွေပုံဖော်ရမှာလူရည်ရမျှဝေယုံကြည်ချက်တွေဒိဗယ်ဖွင့်ဆိုချက်တွေနဲ့လူမှုလေ့ထတွေကိုထည့်ပြီးစဉ်းစားဖို့လိုပါတယ်ဒီသီအိုရီကမြန်မာနိုင်ငံမှာတွေ့နေရတဲ့ဖွပါဒစစ်ဝါဒလူမျိုးကြီးဝါဒအရေးသွေးအလေးမပေးတဲ့ပညာရေးစတဲ့အချက်အလက်တွေအားလုံးကိုနားလည်ဖို့ရှုထောင့်တစ်ခုကိုပေးနေတာပါ ဒီ theory ကအည်သွေးတွေအခန်းကဏ္ဍတွေစံနှုန်းတန်ဖိုးတွေဟာတဘာဝကြတယ်သို့မဟုတ်ပြောင်းလဲလို့မရဘူးလို့ယူဆတဲ့အနှစ်သာရဝါဒကိုစိန်ခေါ်ပါတယ်ဒါတွေဟာလူမှုရေးကနေစုစည်းပြီးပြောင်းလဲလို့ရတယ်လို့ဆိုပါတယ်ဒါကိုအတိအမှတ်ပြုပြီးတော့ပြဿနာဖြစ်နေတာတွေကိုနားလည်တဲ့အခါမညီမျှမှုတွေကိုစိန်ခေါ်ပြီးပြောင်းလဲမှုတွေလှုပ်ဆောင်လာနိုင်မှာပါမြန်မာနိုင်ငံမှာဘာသာစကားယဉ်ကျေးမှုကိုယ်ပိုင်လက္ခဏာတွေတီးခြားရှိတဲ့ဌာနေလူမျိုးများစွာရဲ့ကိုယ်ပိုင်လက္ခဏာတွေဟာနိုင်ငံရေးရာအလွန်အမင်းအသုံးချခံရပြီးတမိုင်းကြောင်းရဲ့ နစ်တာမှုတွေနဲ့ဆက်ဆက်နေတတ်တာကြောင့်လူမှု၊ကွဲပြားမှုတွေနဲ့ပဋိပက္ခတွေဖြစ်ပွားစေပါတယ်။လူမှုတိစားရေးဝါဒရှုထောင့်ကမြန်မာနိုင်ငံမှာဒိုင်းသားကိုယ်ပိုင်လက္ခဏာတွေကိုတင်ပါပြီးကွဲပြားစေတဲ့အရာအဖြစ်မဟုတ်ပဲပြောင်းလဲနိုင်တဲ့အရာအဖြစ်ကိုယ်စင့်မြင့်ဆက်ကြောင်းနဲ့ကိုယ်ပိုင်လက္ခဏာကိုလည်းမပြတစုတစည်းတည်းလည်းဖြစ်နိုင်မဲ့ပုံစံကိုပြန်လဲပုံဖော်ဖို့ကူညီနိုင်ပါတယ်။ပညာရေးနဲ့မီဒီယာတွေက ဒိုင်းနာကိုပိုင်လက္ခဏာတွေကိုဘယ်လိုရှုမြင်တယ်လဲဆိုတာကိုပြန်လဲပုံဖော်တဲ့နေရာမှာလဲအရေးပါတဲ့ခန်းကဏ္ဍတွေကနေပါဝင်နိုင်ပါတယ်။ခေါင်းပုံဖြတ်မှုတွေကိုပြန်လဲအားပြေတာတွေလူမျိုးကြီးဝါဒဇလန်းပုံမြင်တွေကိုထက်ခါထက်ခါပေါ်ပြနေတာမျိုးမဟုတ်ပဲကျောင်းတွေနဲ့မီဒီယာပလက်ဖောင်းတွေက မြန်မာနိုင်ငံရဲ့မတူကွဲပြားတဲ့လူကြီးတွေကြားကစုံလင်းတဲ့အသိအမှတ်ပြုမှုနဲ့မျှဝေတဲ့တွေ့ကြုံတွေကိုအလေးပေးနိုင်ပါတယ်မြန်မာနိုင်ငံမှာရိုးရာထုံးစံအရာကြားမအခန့်ကဏ္ဍတွေကအမျိုးသမီးတွေကိုမိသားစုထဲမှာရော လူအဖွဲ့အစည်းတဲမှာပါလဲအောက်ခံပဲထားလိရှိပါတယ်အမျိုးသမီးတွေကအလွတ်တဘောစီးပွားရေးနဲ့ရရအဖွဲ့အစည်းတွေမှာတက်ကြစွာပါဝင်နေနိုင်ကြပေမဲ့တကယ်တရားဝင်တဲ့နိုင်ငံရေးစီးပွားရေးနဲ့အခြားကောင်းဆောင်မှုခံတာတွေမှာကိုစားပြုမှုနှဲပါနေပါတယ်လူမှုတည်ဆောက်ရေးဝါဒကစံနှုန်းတွေကိုဖြိုဖျက်ပြီးကြားမှာတန်းတူညီမျှရေးကိုမြင့်တင်ဖို့ကြိယာမယ်ရှုထောင့်တွေကိုပေးပါတယ်လူမှုပြောင်းလဲမှုကိုလုံခြုံသူတွေကအမျိုးသမီးတွေရဲ့လက်အောက်ခံဖြစ်မှုကသဘာဝကျတယ်ဒါမှမဟုတ်မလွဲမရှောင်သာဘူးဆိုတဲ့ယုံကြည်ချက်ကိုစိန်ခေါ်နိုင်ပါတယ် အသိပညာပေးလှုပ်ရှားမှုတွေပညာရေးအစီအစဉ်တွေနဲ့နယ်ပယ်တည်တည်မှာမျိုးသမီးတွေရဲ့အောင်မြင်မှုတွေနဲ့အလားအလာကိုအလေးပေးဖော်ပြတဲ့မီဒီယာပုံဖော်မှုတွေကနေတဆင့်လူမှုရဲ့အမြင်မှာထင်ရှားလာဖို့ကိုလှုံ့ဆော်နိုင်ပါတယ်။ဒါအပြင်လူမှုတည်ဆောက်ရေးဝါဒကလူမှုအမှန်တရားတွေကိုပုံဖော်တဲ့နေရာမှာဘာသာစကားနဲ့သင်္ကေတတွေရဲ့အရေးပါမှုကိုနားလည်စေပါတယ်။ဒါအပြင်လူမှုရေးကစုပေါင်းတည်ဆောက်နေတဲ့အနေအထားဘယ်လောက်ရောက်နေပြီဆိုတာကိုလည်းစမ်းသပ်ဖို့ထောက်ပံ့ပေးပါတယ်။ တချို့ရာထူးနေရာတွေကို elite အမျိုးသမီးတွေရောက်သွားတာလောက်နဲ့မပြီးပဲလူလူထဲမှာဝါဝင်းတိဆောင်နေတဲ့ဇာတ်ကြောင်ထုံးစံလူနေမှုတွေကိုမိသားစုကနေမီဒီယာတိစမ်းစစ်နိုင်ဖို့မူပေါင်းပေးပါတယ်မြန်မာနိုင်ငံရဲ့အာဏာဖွဲ့စည်းပုံတွေကသမိုင်းစင်လာရာစစ်တပ်နဲ့လူချမ်းသာအုပ်စုတွေကပြန်မိုးထားပြီးထို့သဖြင့်ဒိုင်းသားလူနည်းစုတွေနဲ့အမျိုးသမီးတွေပါဝင်လူရင်များစုကိုဖယ်ချင်ထားပါတယ်လူမှုတိစားရေးဝါဒချင်းကမှုကအာဏာနဲ့တရားဝင်မှုဟာမူလကလေးကရှိနေတာမဟုတ်ပဲ လူမှုသမောတူညီချက်တွေနဲ့စံနှုန်းတွေကနေတိစောက်ထားတာဖြစ်တယ်ဆိုတာကိုပြသခြင်းအပြင်ဒီအခြေကျနေတဲ့အာဏာဆက်ဆံရေးတွေကိုစိန်ခေါ်နိုင်ပါတယ်။စိန်ခေါ်နေတာကလည်းခီးဘဲလာရောက်ပြီးဆိုတာကိုပါစမ်းစစ်နားလည်ရှင်းနိုင်ပါတယ်။တတိပြုရမှာကဒီမိုကရေစီကိုလည်းလူတွေကစုပြီးတိစောက်တယ်လို့အာဏာရှင်နဲ့အာဏာကျယဉ်ကျေးမှုကိုလည်းလူတွေကပဲစုစည်းပြီးတိစောက်တရားဝင်စေတာပါ။ ဖွဲ့စည်းပုံနဲ့အစိုးရကိုပြုတ်ပြင်းအောင်အတည်ပြုရုံနဲ့အကောင်းဆုံးအတည်ငြိမ်ဆုံးအမခံချက်အရှိဆုံးနိုင်ငံရေးစနစ်နဲ့လူ့အသိုင်းအဝိုင်းတစ်ခုမဖြစ်နိုင်ပါဘူးလူမှုတိစောက်ရေးဝါဒဟာမြန်မာနိုင်ငံမှာလူမှုပြောင်းလဲမှုကိုမောင်းနှင်မှုသီအိုရီမူပေါင်းရဲ့တစိတ်တစ်ပိုင်းကိုထောက်ပံ့ပေးနိုင်ပါတယ်ဒီချင်းကမ်းမှုကနေတစဉ်အပေါ်ယံမဟုတ်ပဲနှက်ဆိုင်နဲ့လူ့အသိုင်းအဝိုင်းရဲ့အာဏာတိစောက်မှုနဲ့နားလည်မှုတွေကိုလေ့လာနိုင်စေပါတယ်လူမှုရေးဗဟိုပြုအမြင်နဲ့အတူဖြည့်ဆွက်လေ့လာရင် လူဝေးဘော်မျိုးမြင်ဟာလူအဖွဲ့အစည်းကိုနားလည်ဖို့အတွက်အရေးပါပဲမဲ့ဒါတခုတည်းနဲ့လုံလောက်မှုမရှိပါဘူးဒါကြောင့်တခြားချင်းကမှုတွေနဲ့ပေါင်းစပ်လေ့လာဖို့လိုအပ်ပါတယ်စနစ်ကိုပြုပြင်ခြင်းအာဏာရှင်စနစ်နဲ့ဒီမိုကရေစီစနစ်တို့ကလူမှုဆက်ဆံရေးကနေတည်ဆောက်ထားတဲ့စနစ်တွေ ဖြစ်ပါတယ်အာဏာရှင်စနစ်ကကြောင်းရွံ့မှုဒေါသနဲ့မုန်တိမှုတို့ကိုခြေခံပြီးဒီမိုကရေစီစနစ်ကပြည်သူ့ပါဝင်မှု လွတ်လပ်မှုနဲ့တန်းတူညီမျှမှုတို့ကိုအားပေးပါတယ်။အာနာရှင်စနစ်ကခေါင်းဆောင်တွေကိုဖခင်ကြီးပုံစံမျိုးနဲ့တင်စားလို့ရှိပြီးဒီမိုကရေစီမှာတော့ခေါင်းဆောင်တွေကိုပြည်သူအစီအကံအနေနဲ့ရှုမြင်ပါတယ်။စိုးမိုးရေးအတွက်တုံးတဲ့အနှစ်သာရဗရာဏအမြင်ကိုစန့်ကျင်ဝေဖန်ရန်အနိတာရဗရာဏအမြင်ဟာလူတွေကိုကြောင်းလဲလို့ပြရတဲ့အချက်တွေနဲ့သတ်မှတ်တဲ့အယူအဆတွေဖြစ်ပါတယ်။ဒီအမြင်ကိုသုံးပြီးခွဲခြားဆက်ဆံမှုတွေလုပ်လို့ရှိပါတယ်။ဒါပေမဲ့ လူတွေရဲ့ဇယားလက္ခဏာတွေကအပြည့်ပြောင်းလဲနေပြီးလူမှုပတ်ဝန်းကျင်ပေါ်မူတည်နေပါတယ်။ဒါကြောင့်အနှစ်သာရဗရဏအမြင်ဟာလူသားတွေရဲ့ရှုပ်ထွေးမှုကိုလျှော့ချရာရောက်နေပါတယ်။လူမှုရေးဗဟိုပြုအမြင်ရစိန်ခေါ်ချက်များလူမှုရေးဗဟိုပြုအမြင်ဟာလူမှုဖြစ်စဉ်တွေကိုနားလည်ဖို့အရေးပါပဲမဲ့စိန်ခေါ်မှုတွေလည်းရှိနေပါတယ်။ဥပမာရုပ်ပိုင်းဆိုင်ရာအခြေအနေတွေကိုလေ့လျူရှုခြင်း၊ငွေရတံပိုးတွေကိုဖျက်ဆီးသလိုဖြစ်နေခြင်းလူတွေရဲ့လွတ်လပ်စွာဆုံးဖြတ်နိုင်မှုကိုလေ့လျူရှုခြင်းစတာတွေဖြစ်ပါတယ်။ဒါပေမဲ့ဒီအမြင်က လူမှုဖြစ်စဉ်တွေရွှေရှုပ်တွဲမှုကိုထင်ရှားစေပြီးလူမှုပြောင်းလဲမှုဖြစ်နိုင်ခြေကိုလည်းဖော်ပြနေပါတယ်။လူမှုတည်ဆောက်မှုတွေကနေဖြစ်လာတဲ့မညီမျှမှုတွေကိုနားလည်ခြင်း critical theory နဲ့ deconstruction တို့ဟာလူမှုမညီမျှမှုတွေကိုလေ့လာရမှာအရေးပါပါတယ်။ဒီချင်းကမှုတွေကလူမှုမညီမျှမှုတွေဟာသဘာဝကျတဲ့အရာမဟုတ်ပဲလူတွေရဲ့လုံဆောင်ချက်တွေကြောင့်ဖြစ်ပေါ်လာကြောင်းထင်ရှားစေပါတယ်။ဒါပေမဲ့ဒီချင်းကမှုတွေကိုတခြားနည်းလမ်းတွေနဲ့ပေါင်းစပ်ပြီးပုံမှန်ဟန်ချက်ညီတဲ့နားလည်မှုကိုရှာဖွေသင့်ပါတယ်။ ရုပ်ဝါဒအမြင်နဲ့ဖြည့်ဆွက်ခြင်းရုပ်ဝါဒအမြင်ကလူ့ဖွဲ့စည်းကိုနားလည်ဖို့ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေကိုအတိအကထားလိမ့်လာပါတယ်ဒီအမြင်နဲ့လူမှုရေးဘုံပြုမြင်ကိုပေါင်းစပ်ခြင်းအပြင်လူမှုဖြစ်စဉ်တွေကိုပုံမပြည့်စုံတဲ့နားလည်မှုရရှိနိုင်ပါတယ်ရုပ်ဝါဒအမြင်ကလူမှုရေးဘုံပြုအမြင်ရဲ့အားနည်းချက်တွေကိုဖြည့်ဆွက်ပေးနိုင်ပြီးလူမှုရေးဘုံပြုအမြင်ကလည်းရုပ်ဝါဒအမြင်ရဲ့ရိုးရှင်းလို့နဲ့ရှင်းလင်းချက်တွေကိုပုံမရှုပ်ထွေးစေပါတယ်လူသားတွေရဲ့ရွေးချယ်မှုလူ့ဖွဲ့စည်းတွင်ပြောင်းလဲမှုတွေမှာလူတွေရဲ့လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်နိုင်တဲ့စွမ်းရည် Human Agency ကလည်းအရေးပါပါတယ်။လူမှုတည်ဆောက်မှုတွေနဲ့ရုပ်ဝတ္ထုပိုင်းဆိုင်ရာအခြေအနေတွေကလူမှုပြောင်းလဲမှုတွေကိုလွှမ်းမိုးနေပေမဲ့လူတွေရဲ့ဆုံးဖြတ်ချက်တွေကလည်းအရေးပါပါတယ်။ဒါပေမဲ့ Human Agency ကိုအလွန်အကျွံအားကိုးတာတဲ့လူမှုအခြေအနေတွေကိုပါထက်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။လူမှုရေးဘုပြုမြင်ကိုတခြားချင်းကပ်မှုတွေနဲ့ပေါင်းစပ်ခြင်းဖြင့်လူဖွဲ့စည်းကိုပုံမပြည့်စုံစွာနားလည်နိုင်မှာဖြစ်ပါတယ်။ဒီလိုပေါင်းစပ်ခြင်းဖြင့်လူမှုသိပ္ပံနယ်ပယ်မှာပုံမထိရောက်တဲ့သူတည်တနာနီလန်းတွေ theory တွေပေါ်ပေါက်လာနိုင်ပြီးလက်တွေ့မူဝါဒချမှတ်ရမှာလဲပုံမှုထိရောက်တဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်မှာဖြစ်ပါတယ်။နိဂုံချုပ်တုံးတက်ချက်ဒီစာအုပ်တော်လုံးမှာလူမှုရေးကနေစုစည်းတိစောက်ခြင်းဖြစ်တယ်ဆိုတဲ့အမြင်ကိုအတော်လေးလာခဲ့ကြပါတယ်။ဒီအမြင်ဟာလူဖွဲ့စည်းကိုနားလည်ဖို့ကြိုးစားရမှာအရေးပါလာတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ဒီအမြင်ကအပြည့်အဝပြည့်စုံတယ်လို့တော့မဆိုနိုင်ပါဘူးဆိုတာနောက်တစ်ခါထပ်ပြောချင်ပါသေးတယ်။ လူမှုရေးမှစုစည်းတည်ဆောက်ခြင်းအမြင်ဟာလူဖွဲ့စည်းတွေကရှုပ်ထွေးတဲ့ဆက်ဆက်မှုတွေကိုထင်ဟပြနိုင်ဖို့အမြဲတမ်းပြောင်းလဲနေရပါတယ်။ဒီအမြင်ရဲ့အဓိကချက်ကတော့လူတွေရဲ့အသိပညာတွေယူဆတွေဟာတဘာဝလျောက်ဖြစ်ပေါ်လာတာမဟုတ်ပဲလူမှုဆက်ဆံရေးတွေကနေတဖြည်းဖြည်းချင်းတည်ဆောက်လာကြတာဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။ဒီအချက်ကိုနားလည်ခြင်းအပြင်ကျွန်တော်တို့လူမှုဖွဲ့စည်းတွေကပြဿနာတွေကိုပုံမှန်နဲ့နှဲစွာသုံးသပ်နိုင်ပြီးဖြေရှင်းနည်းတွေကိုလည်းပုံမှန်ထိရောက်စွာရှာဖွေနိုင်မှာဖြစ်ပါတယ်။ လူမှုရေးကစုစည်းတည်ဆောက်တာပါဆိုတဲ့အမြင်ဟာ digital ခေတ်မှာပိုပြီးတော့တောင်ရေးပါလာပါတယ်။လူမှုကွန်ရက်မီဒီယာတွေအင်တာနက်ပေါ်ကသတင်းအချက်အလက်တွေကလူတွေရဲ့အမြင်တွေယုံကြည်မှုတွေကိုဘယ်လိုပုံဖော်နေတယ်လဲဆိုတာကိုနားလည်ဖို့ဒီအမြင်ကအထောက်အကူဖြစ်ပါတယ်။နမူနာက online ပေါ်မှာပြန့်နှံ့နေတဲ့သတင်းမှတွေအမုန်းစကားတွေကလူတွေရဲ့အမြင်တွေကိုဘယ်လိုပုံဖော်နေတယ်လဲ။ဒါတွေကိုဘယ်လိုကင်တွယ်ချင်းကန်မလဲဆိုတာဒီအမြင်နဲ့လေ့လာနိုင်ပါတယ်။ဒီအမြင်ရဲ့နောက်ထပ်အသာချက်ကတော့ လူဖွဲ့စည်းတဲ့ကပြဿနာတွေကိုရှုထောင့်ပေါင်းစုံက ကြည့်တက်စေတာပါပဲဥပမာစီးရဲမွဲတင်မှုဆိုတဲ့ပြဿနာကိုကြည့်ရင်စီးပွားရေးအခြေအနေတွေရောလူမှုရေးစံနှုန်းတွေရောနိုင်ငံရေးစနစ်တွေရောကိုပေါင်းစပ်ပြီးလေ့လာရမှာပါတကယ်တမ်းဒီအမြင်မှာအားရချက်တွေရှိတာကိုလည်းမေ့လို့မရပါဘူးတခါတရံအရာအလုံးကိုလူမှုတိစောက်ချက်တွေ ဖြစ်ပဲမြင်လာပြီးဇီဝဆိုင်ရာရုပ်ပိုင်းဆိုင်ရာအရင်းမြစ်ဆိုင်ရာအာနာဆိုင်ရာအချက်တွေကို လစ်လျူရှုမိသွားတတ်တာတော့သတိထားရပါလိမ့်မယ်လူမှုရေးမှစုစည်းတည်ဆောက်ခြင်းအမြင်မှာအရှိတရားဆိုတာအပြည့်အဝဓမ္မဒိဋ္ဌံကြတဲ့အရာမဟုတ်ဘူးလို့ယူဆပါတယ်အရှိတရားအမှန်တရားဆိုတာလူတွေရဲ့ယုံကြည်မှုတွေအတွေ့အခေါ်တွေနဲ့ဆက်ဆက်နေတယ်လို့ပြင်ပါတယ်ဒါဟာတစ်ဖက်မှာကောင်းမယ်မယ်နောက်တစ်ဖက်မှာစိန်ခေါ်မှုတွေလည်းရှိပါတယ်ဘာလို့လဲဆိုတော့အမှန်တရားဆိုတာတကယ်မရှိဘူးလို့ယူဆရင်ဘုံသဘောတူညီချက်တွေကိုရယူဖို့ခက်ခဲသွားနိုင်လို့ပါပဲ။ဒါကြောင့်ဒီအမြင်ကိုအစိုးမရောက်စေဘဲနဲ့တခြားချင်းကမ်းမှုတွေကိုပါပေါင်းဆက်ပြီး လေ့လာဖို့လိုအပ်ပါတယ်။ဘုံကောင်းကျိုးကိုဥတည်ဖို့လိုပါတယ်။ဒီအမြင်ကိုလက်တွေ့ဘဝမှာသုံးချနိုင်တဲ့နည်းလမ်းတွေကတော့အများကြီးရှိပါတယ်။အထူးသဖြင့်ပညာရေးနယ်ပယ်မှာဆိုရင်ဒီအမြင်ကိုအသုံးပြုပြီးကျောင်းသားတွေကိုပို့ပြီးဝေဖန်ပိုင်းခြားစဉ်းစားတတ်အောင်သင်ကြားပေးနိုင်ပါတယ်။ဒါရကအားဖြင့်သမိုင်းတင်တဲ့အခါဖြစ်ရက်တွေကိုမတူတဲ့ရှုထောင့်တွေကနေကြည့်တတ်အောင်လေ့ကျင့်ပေးနိုင်ပါတယ်။ဒါအပြင်ကျောင်းသားတွေကိုသူတို့ရဲ့ကိုယ်ပိုင်ယုံကြည်မှုတွေတန်ဖိုးထားမှုတွေကိုပြန်လည်သုံးသပ်တတ်အောင်တိုက်တွန်းနိုင်ပါတယ်။ဒါကအောက်တော်စီဝါရဖြန့်ပညာရေးကနေ ကျော်လွန်ဖို့လမ်းစာဖြစ်ပါတယ်။မူဝါဒရေးဆွဲရေးနဲ့လူမှုရေးစီမံကိန်းတွေမှာလည်းဒီအမြင်ကိုသုံးချနိုင်ပါတယ်။မူဝါဒတစ်ခုရေးဆွဲတဲ့အခါဒီရေးဆွဲတဲ့မူဝါဒကလူအုပ်စုမျိုးမျိုးပေါ်ဘယ်လိုတည်ရောက်မှုရှိနိုင်တယ်လဲဆိုတာကိုထည့်သွင်းစဉ်းစားနိုင်ပါတယ်။နမူနာအားဖြင့်စီးရဲမွေးတည်မှုချော့ချရေးစီမံကိန်းတစ်ခုရေးဆွဲမယ်ဆိုရင်ငွေကြေးထောက်ပံ့ပေးရုံနဲ့မကဘဲလူတွေရဲ့စိတ်သဘောထားတွေလူမှုရေးစံနှုန်းတွေပြောင်းလဲဖို့လိုအပ်တယ်ဆိုတာကိုပါထည့်သွင်းစဉ်းစားနိုင်ပါတယ်။ဤကုန်းချုပ်အနေနဲ့ပြောရရင် လူမှုရေးကနေပြီးစုစည်းတည်ဆောက်ခြင်းအမြင်ဟာလူ့ဖွဲ့စည်းကိုပုံမှန်နဲ့နဲစွာနားလည်စေပြီးပုံမှန်ကောင်းမွန်တဲ့လူ့ဖွဲ့စည်းတစ်ခုတည်ဆောက်ဖို့ကြိုးပမ်းရမှာအထောက်အကူပြုပါတယ်။ဒီအမြင်ကကျွန်တော်တို့ကိုပို့ပြီးပွင့်လင်းတဲ့စိတ်ဓာတ်နဲ့လူမှုပြဿနာတွေကိုချင်းကပ်လေ့လာဖို့ကိုလည်းတိုက်တွန်းပါတယ်။ပြဿနာတစ်ခုကိုဗတ်ပေါင်းစုံကနေကြီးတက်လာစေပြီးရှုပ်ထွေးတဲ့အခြေအနေတွေကိုပုံမှန်နားလည်လာစေပါတယ်။ဒီလိုနားလည်မှုကနေတစ်ဆင့်ပုံမှန်ကောင်းမွန်တဲ့ဖြည့်ရှင်းချက်တွေကိုရှာဖွေနိုင်မယ်လို့မျှော်လင့်ရပါတယ်။ဒီစာအုပ်ရဲ့နောက်ပိုင်းစာစဉ်တွေမှာတော့ဘာသာစကားအကြောင်း institution အကြောင်း ရုပ်ဆိုင်ရာအခြေအနေတွေရဲ့လူမှုတိုင်းဝိုင်းပေါ်လွှမ်းမိုးပုံလူသားတို့ရဲ့ရွေးချယ်မှုစတာတွေကိုဆက်လက်ဖြည့်ဆွက်ပြီးထုတ်ဝေမှာဖြစ်ပါတယ်။ဒီစာအုပ်ကိုဖတ်ရှုပြီးတဲ့နောက်စာဘက်သူတိုင်းကိုပံဝင်ခြင်းကဖြစ်ရတွေကိုပုံမနဲ့နဲ့စွာစဉ်းစားတတ်လာမယ်လို့ယုံကြည်ပါတယ်။ကိုယ့်ရဲ့ယုံကြည်မှုတွေတန်ဖိုးထားမှုတွေကိုပြန်သုံးသပ်ဖို့စိတ်ဆောမှုကြလာပြီးပုံမပွင့်လင်းတဲ့အမြင်နဲ့လူ့ဘွယ်စီကိုကြည့်ဖို့မူပေါင်းခေါင်းတွေရလာလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဒီကနေ့ကောင်းမွန်မျှတာတဲ့လူပေါင်းကိုလည်းတိဆောက်နိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။ တဘိုးတန်စာစဉ်ကထုတ်ဝေတဲ့စူပေါင်းတိစောက်ချင်းမှပေါ်ထွန်းသည့်လောကီအရှိတရားကတော့ဒီမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်ဒါပေမဲ့အတွေးစာတွေကတော့ဆက်လက်ပြီးပွားများပေးကြပါအောင်လို့မေတ္တာရက်ခံချင်ပါတယ်ကောင်းမွန်တဲ့လူပေါင်းလောကသစ္စည်းတို့ရွယ်၍နောက်ထပ်လည်းတဘိုးတန်စာစဉ်ကစာအုပ်ကောင်းတွေကိုဆက်လက်တင်ဆက်ချင်ပါသေးတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူတာပါ